ဥအောင်ခိုင်ဝင်းဟုတ်ကဲ့ဟိုကိုလွေကြီးလည်းတော့ပုံပြင်ရှိပြအောင်ပါဘုရားဘုရားကောင်းတယ်ရှိဗီဒါသားရင်လုံသားရီအမှတ်နှစ်ရင်ထင်းရက်တက်ဖွဲ့ရီတက်ရောက်ခဲ့ကြတဲ့ရင်လုံသားများဖွံ့ဖြိုးရေးငွေပေးရပွဲနဲ့ရင်စည်းကမ်းလက်စည်းကမ်းအသိပညာပေးခန္ဓာဟာဘလူရည်ရွယ်ချက်တွေနဲ့ကျင်းပခဲ့တာလေ ရင်းလုံသားတွေကြိုးစားကြင်စိတ်ရှိအောင်ယူရတယ်လို့ပြည်သူတွေအပေါ်ဝန်ဆောင်မှုပိုကောင်းလာအောင်ရင်းလုံသားတွေနဲ့စပီယာတွေကြိုးစားလာဖို့အတွက်စုပေးတံပိစနစ်တွေအကြောင်းကိုလည်းဟောပြောမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီချူရီသားရင်လိုက်နေတဲ့ဟိုဖွံ့ဖြိုးရေးရန်ပုံငွေပေးရတဲ့ဖွံ့ဖြိုးငွေပေးရတဲ့ရည်ရွယ်ချက်ကတော့ရင်းလုံသားမောင်းယောင်းလေးတွေပေါ့မောင်းယောင်းလေးတွေသူတို့စူးစမ်းကျင်တဲ့စိတ်ပေါ့ရှိလာပါကျွန်တော်တို့ရည်ရွယ်တာပါသူတို့တွေကားကိုနေတိုင်းမောင်းမယ်စပြာလေးဆိုလည်းရင်းနောက်လိုက်တွေဆိုလည်းနေတိုင်းလိုက်မယ်အဲ့လိုလိုက်ရတဲ့မှာလိုက်ရအများဆုံးရပြီးတော့ပြည်သူလူထုကိုသူတို့ကအာကောင်းကောင်းဒီဝန်ဆောင်မှုပြီးတဲ့ပို့ဆောင်ရေးမှာပေါင်းတော့ပြီးတဲ့ပို့ဆောင်ရေးမဖြစ်ဘဲနဲ့အဲ့ဒါပြီးတဲ့ရန် န်ဆက်ဆံမယ်ဒီလိုတွေဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့ကအာတိုင်ကြားတဲ့လူရှိကျွန်တော်တို့ကသူတို့ကိုအဲ့ဒါတွေကိုအေးအေးယူပြီးတော့ဒီစုငွေကိုကျွန်တော်တို့ခွင့်ပြုငွေမပေးပါဘူးကျွန်တော်တို့လုံးဝဖြတ်တောက်ပြပါတယ်အဲ့ဒီရွေချက်တွေဖတ်ပါတယ်ဒီလိုပွဲကို6လတကြိမ်ကျင်းပပြီးရင်းလုံသားဖွံ့ဖြိုးရေးငွေပေးရတယ်လို့ရင်းလုံသားတွေအတွက်နောက်ထပ်စုပေးတဲ့အစီအစဉ်တွေလည်းရှိနေပါတယ် ကျွန်တော်ရင်လိုက်ရဦးအောင်9လပဲရှိပါသေးတယ်ကျွန်တော်တို့က6လတစ်ချိန်တော့ကျွန်တော်တို့ဖွံ့ဖြိုးရေးရင်လုံသားများရဲ့ရမုံငွေပေးမှာပါကျွန်တော်တို့တစ်နှစ်ပြည့်တဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီဟာကျတော့ဖွံ့ဖြိုးရေးမဟုတ်တော့ပါဘူးအဲ့ဒီဟာကျတော့လှူအားရှင်ပြိုင်စုလို့ခေါ်ပါတယ်မောင်းရဲ့အများဆုံးလက်ရဲ့အများဆုံးအဲ့ဒီရင်လုံသားတွေကို ကျွန်တော်တို့ကဓမ္မဒုရယာတတိယစရုဒ္ဓဟာပြင်စမကျွန်တော်တို့ထောက်လျှောက်ကျွန်တော်တို့နှစ်သိမ့်စုအဲ့လိုခွဲကြပြီးတော့ကျွန်တော်တို့ပေးမှာပါ ရွှေပြည်သားသားရင်လိုက်ဟာရင်ပိုင်ရှင်တွေစုပေါင်းပြီးဖွဲ့စည်းထားတာဖြစ်သလိုနိုင်ငံတော်အစိုးရရဲ့မူဝါဒအတိုင်းအများပိုင်ရင်လိုက်ဖြစ်ကူးပြောင်းဖို့အတွက်ရည်ရွယ်ပြီးတော့ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဒီရေပိုင်ရှင်များနဲ့ဖွဲ့စည်းထားတဲ့ဖွေပြသားရင်လိုင်းဟာကျွန်တော်တို့နိုင်ငံတော်အစိုးရကသွားကျင်တဲ့မူဝါဒတည့်ရနေတဲ့အားပိုင်ကုမ္ပဏီကိုကူပြောင်းဖို့ရည်ရွယ်ပြီးကျွန်တော်တို့ကဖွဲ့စည်းထားခြင်းနဲ့ဖြစ်ပါတယ်နိုင်ငံတော်အစိုးရလည်းသွားကျင်ပြည်သူလူထုလည်းသွားကျင်နေတဲ့အရေးကိုကျွန်တော်တို့ရဲ့ရင်လိုင်းမှာရှိတဲ့ကျွန်တော်တို့အုံနာများကလည်းဝိုင်းဝန်းပြီးတော့ဒီအရေးကိုရွေးဖို့အတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရင်လိုင်းဟာအားပိုင်ကုမ္ပဏီကိုထူထောင်ဖို့ အတွက်ကျွန်တော်တို့ကစောင့်ရထားခြင်းဖြစ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကအများပိုင်းကုံလို့ကူပြောင်းပါမှာအဆင်ပြေချုံမအောင်လို့ကူပြောင်းအဆင်ကူပြောင်းပါမယ်လို့ကျွန်တော်တို့ပြောရင်းဒီကုန်းချုပ်ပါတယ်